မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမလေးရှားနိုင်ငံတွင်ယနေ့စတင်မည့်46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိပ်တန်းကိစ္စအဖြစ်ပါဝင်နေပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မလေးရှားနိုင်ငံကွာလာလန်ပူမြို့မှာယနေ့စတင်ပြီး46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိတ်တန့်အဖြစ်ပါဝင်ပြီးစစ်ကောင်စီဘက်မှစစ်ကောင်ဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်ကိုဆက်လက်ပိတ်ပင်ကာစစ်တပ်၏အစ်စ်နှင့်ကိုယ်စားလှယ်တက်ရောက်မည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများအရသိရှိရပါသည် မလေးရှားနိုင်ငံတွင်ယနေ့တနင်္လာနေ့46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးဒေတာရင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များဆွေးနွေးကြမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေးတွင်ဆွေးနွေးမည့်အကြောင်းအရာများတွင်အမေရိကန်၏တိုးမြင့်သောအကောက်ခွန်မြမအရေးနှင့်တောင်တရုတ်ပင်လယ်ရှိရေပိုင်နှင့်အငင်းပွားမှုများကိုဆွေးနွေးမည်ဖြစ်ကြောင်းမြမအရေးကလည်းထိတ်တန့်ဦးစားပေးအဖြစ်ပါဝင်ကြောင်းသိရှိရပါသည် ပါဝင်နိုင်မှုနဲ့ရည်ရှိတည်ထက်ခိုင်မြဲရေးခေါင်းစဉ်ဖြင့်နှစ်ရက်ကြာပြုလုပ်မည့်အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်အခွင့်အဝင်ဆယ်နိုင်ငံသည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးနှင့်ရည်ရှိတည်ထက်သောဖွံ့ဖြိုးတိုးတက်မှုအပါအဝင်ဒေသတွင်အရေးကိစ္စများကိုဆွေးနွေးမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေး၏အလဲကျသဘာပတိအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်သည်ထိပ်သီးအစည်းအဝေးကိုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပါတယ်။ထိပ်သီးအစည်းအဝေးမတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကအာဆီယံအဖွဲ့အတွင်ပူးပေါင်းဆောင်ရွက် န်မှုကိုမြင့်တင်ရန်ဒေတာရင်းစည်းဝါးရေးအကျိုးစီးပွားများကိုမြင့်တင်ရန်နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစပြုမှုများကိုမြင့်တင်ရန်အဓိကထားလှုံ့ဆော်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည် အာဆီယံအနေဖြင့်၎င်း၏ငွေကြေးရန်ပုံငွေကိုတိဆောက်ရန်နှင့်ဒေတာရင်းဗန်နာ၏လုံခြုံရေးကိုမြင့်တင်ရန်အစီအစဉ်များကိုပါထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရပါသည်။မြန်မာနိုင်ငံနှင့်ပတ်သက်၍လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရင်ပြည်ပခဖြစ်နေသောသက်ဆိုင်သူများအကြားဆစ်ဆက်ညှိနှိုင်းရေးကိစ္စရပ်များမြန်မာနိုင်ငံဆိုင်ရာအာဆီယံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရေးညှိနှိုင်းဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အာဆီယံထိပ်သီးအစည်းအဝေးသို့စစ်ကောင်စီနိုင်ငံသား၏ဝင်ကြီးဌာနအမြင့်တဲ့အတွင်ဝင်အောင်ကျော်မှုဦးဆောင်သောမြမကိုစလေအဖွဲ့ကတက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်မြမရေးဆွေးနွေးမှုများတွင်အကြမ်းဖက်မှုရတန်ရေးအားလုံးပါဝင်နိုင်သည့်ဆွေးနွေးမှုစတင်ခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရခြင်းတွင်မြင်သာထင်သာရှိသောတိုးတက်မှုမရှိခြင်းအပေါ်လက်ရှိထိတွေ့ဆက်ဆံမှုမူပေါင်း၏ထိရောက်မှုနှင့်ကန့်သက်ချက်များကိုအာရုံစိုက်ပွဲရှိသည်ဟုသတင်းများကဆိုကြောင်းသိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်အင်းနဲ့ PDF များဝင်ရောက်လာမည်ဟုဆိုကာအင်ကပူမြို့နယ်နဲ့ဘိုကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားတပ်များအကြီးအကျယ်စုဆောင်းနေပြီးစစ်တပ်နှမ်းမြင့်စစ်တနဲများနဲ့ရက်တို့ပြစ်ခတ်မှုတင်းနဲများဇက်တိုက်ပေးနေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ AR တိုင်းတွင် AA နဲ့ PDM များဝင်ရောက်လာမည်ဟုဆိုကာအင်ကပူမြို့နယ်နဲ့ဘိုးကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားတပ်များအကြီးအကျယ်စုဆောင်းပြီးစစ်တနဲများဇက်တိုက်ပေးနေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ အင်းနဲ့ PDF များဝင်ရောက်လာ၍လေးမျက်နာမျိုးနဲ့တွင်တိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကပူမျိုးနဲ့မဲဇလီကုန်းမျိုးကွင်းကောက်တို့တွင်စစ်သားများအကြီးအကျယ်စုဆောင်းနေပြီးပြည်သူစစ်တနန်းများပို့ချလျက်ရှိကြောင်းကျေးရွာများတွင်နေစဉ်လူငယ်များဇက်တိုက်ဖမ်းဆီးခံနေရကြောင်းတပ်သားတပ်များစုဆောင်းရာတွင်စစ်တပ်ကတိုက်ရိုက်ဖမ်းဆီးခြင်းရှိတဲ့ကဲ့သို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ပြူစောတီများဖမ်းဆီးပို့ဆောင်မှုများရှိနေကြောင်းသိရှိရပါသည် အင်ကဘူမျိုးနယ်တွင်အဓိကအဖြစ် MN5 တမတော်တမ်းမြင့်လေ့ကျင့်ရေးကြောင့်တကက9တွင်စစ်မှုရန်တပ်သားတက်များကိုအဓိကစုဆောင်နေခြင်းဖြစ်ပြီးအဆိုပါတကက9မှာစစ်မှုရန်တပ်သားများ AA နဲ့ PDF များကိုအဓိကခုခံပြီးတပ်သားတက်များထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။တကက9ကတော့အင်ကဘူမျိုးနယ်မှာရှိတဲ့မဲဇလီကုန်းမြို့ကွင်းကောက်ဒေသလူငယ်တွေအကုန်လုံးပါပဲ။ဗော်တာဆွဲပြီးအဲ့ဒီမှာစီရေးလေ့ကျင့်ပေးတာရက်တိုပါပဲ။နောက်ပြီးမဲဇလီကုန်းမြို့မှာလည်းရက်တိုပြစ်ခတ်မှုတင်းနှံ ွေပေးနေတယ်။ကွင်းကောက်ဘက်ရွာတွေမှာလည်းနေတိုင်းလူငယ်တွေပေါ်တာဆွဲခံရတာတွေဖြစ်နေတယ်။ဘေးလူငယ်မှရွာမှာမနေရဘူး။ညအိမ်ရင်တော်တဲ့သွားအိမ်ရတဲ့စစ်တပ်ကဝင်ပြီးခဏခဏပေါ်တာဆွဲနေလို့ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ ထို့ပြင်အင်ကပူမြို့နယ်ကွင်းကောက်ဒေသနှချမ်းကျေးရွာအုပ်စုတွင်စစ်တပ်တရင်ပေတင်းစောတက်ချက်တင်းထွန်ဤမိမတင်းတင်းမိုးမိနီတို့ကစစ်တပ်အတွက်စစ်သားတစ်စုဆောင်ပေးခြင်းနဲ့စစ်မှုရဲအကျုံးဝင်သည့်လူငယ်များတွေ့ရှိပါကတကကငါးထံသို့ဖုန်းဆက်ကဖန်စီခိုင်းကြောင်းစစ်တပ်ကတရင်ပေနဲ့အမားကန်များကိုလွတ်ကစစ်သားတစ်များဖန်စီခိုင်းခြင်းနဲ့တရင်ပေခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါသည်အင်ကပူမြို့နယ်ကရက်ရွာသားတို့နှချမ်းအုပ်စုကုန်းတောင်နေရွာဘက်မှငါးသွားရှာရင်တရင်ပေတွေ ကဖုံးဆက်ပြီးဖန်ခိုင်းလို့တက္ကကငါကဝင်ဖန်းနေအဓိကစစ်မှုတန်းရှာတာမေလ22ရက်ကလည်းခီးသွားလူငယ်တွေတွေ့လို့တက္ကကငါကနေဝင်ဖန်းနေလူငယ်တွေကိုတက္ကကငါရဲဖန်းခေါ်သွားတာဟုတရင်းချင်းမြစ်ကပြောပါတယ်။ အလားတူအေယဝရီတိုင်းဘိုကလေးမျိုးနယ်ကျွန်းညိုကြီးကျွန်းဒေသမှာလည်းယခုမေလအတွင်းစစ်တပ်ကလူငယ်များကိုဘော်ဒါဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်းအေယဝရီတိုင်းတွင်နယ်အင်ကပူမျိုးနယ်ဘက်တွင်ခန့်စစ်ပြင်ရဲ့အတော်ဟုဆိုကစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးဘော်ဒါဆွဲနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ။ဘုံကလေးဘက်မှာစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ဖမ်းနေတာတချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူး။တေးသလားရှင်သလားမသိဘူး။ထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်းအကြောင်းအမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအချက်ကိုင်းနေ။အခုချိန်ကလဲရမြေလုဖို့မိုးရင်းကာလလဲလုံးမဲ့သူတောင် မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေဆိုးနေတာတပ်ကပြောတာက ERR တိုင်းကို ERR တိုင်းကလူငယ်တွေနဲ့ပဲပြန်ကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာဟုဘိုးကလေးမျိုးနဲ့ကျွန်းညိုကြီးကျော်မှပြည်သူတို့ကပြောဆို ပါတယ်။အေအေဥဆောင်သောဒေါ်လာရေးတက်များကနေမျက်နာမျိုးနယ်တွင် ရောက်ရှိနေသောစစ်ကောင်စီတက်စကန်ချိုးကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုယခုနှစ်ဆန်းပိုင်းကလှုပ်ဆောင်ခဲ့ကြကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားကြရသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖက်စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုများဆိုးရွားလာသဖြင့် NUG ပညာရေးကျောင်းများအားလုံးယာယီခိတ္တပိတ်ထားရန်ပြည်ထောင်စုဝန်ကြီးညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖက်စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုများဆိုးရွားလာသဖြင့်အမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီလက်အောက်ရှိကျောင်းများအလုံးယာယီခိတပိတ်ထားရဲ့အန်ယူဂျီပညာရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုကယမန်နေ့ကညွှန်ကြားချက်တရက်ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်မှစ၍အမျိုးသားညီညွတ်ရေးဆိုရာပညာရေးဝန်ကြီးဌာနသည်ကလေးလူငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေရန်အတွက်ကြားကာလပညာရေးကိုနီလန်းမျိုးစုံဖြင့်ဖော်ဆောင်သင်ကြားပေးလျက်ရှိကြောင်းယခု ိန်တွင်မတရားအာဏာသိမ်းစစ်တပ်သည်စာတင်ကြောင်းများဆေးရုံများစသည့်လူစုလူဝေးရှိရာနေရာများကိုလေကြောင်းမှနီလန်းမျိုးစုံဖြင့်ပုံကျဲခြင်းဆက်တနက်များဖြင့်ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခတ်ခြင်းတာဝေးပြစ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်ခြင်းတို့ဖြင့်လူသားများအပေါ်ဆင့်ရာဆိုးမှုကိုနေ့စဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိကြောင်း NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုဤညွှန်ကြားချက်မှာဖော်ပြထားပါသည်။ နိုင်ငံသားကောင်းရတနာကလေးတငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်အမျိုးသားညီညွတ်ရေးဆိုရာပညာရေးဝန်ကြီးဌာန၏အတိမတ်ပြုမှုချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့်မြေပြင်တွင်ဖွင့်လှစ်ပညာသင်ကြားနေသောအခြေခံပညာပြည်သူအခြေပြုပညာရေးအကြောင်းများအဆင့်မြင့်ပညာအကြောင်းများနဲ့အဆင့်မြင့်ပညာအကြောင်းများနဲ့ တမွေးပညာကျောင်းများအလုံးဘေးရန်ရဲ့ကင်းရှင်ရေးအစီအမံများဆောင်ရွက်နေစဉ်အတွဲမှာခိတယာယီရန်နာထားရန်ညွှန်ကြားလိုက်ကြောင်းညွှန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်စင်သောတာဝန်ရှိအဖွဲ့အစည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင် ဖော်ဆောင်ပေးကြရန်နှင့်တင် जा တင်ယူနေမှု စဉ်ဆက်မပြတ်စေရအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောမူဝါဒများလက်ညွန်ချက်များအတိုင်းဆောင်ရွက်ပေးရန်ပညာရေးဝန်ကြီးဌာနကမြစ်တာရက်ခံထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကိုရှောင်ရှားပြီးဘေးကင်းစွာပညာသင်ယူနိုင်ရေးအတွက်နည်းလမ်းများရှာဖွေလျက်ရှိကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတင်းနှံဌာနနှင့်တွေ့ဆုံမေးမြန်းခန်းမှာထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါတယ်